အဲ့ဒါတွေပြောရင်မကုန်ဘူးနော်တိုင်းပြည်ကိုဘယ်သူတွေဖြည့်ဆည်းနေတာလဲနော်တာဝတီရောက်တာအေးမယူနိုင်တာဘာကြောင့်လဲနော်ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်နော်ခင်ဗျားတို့စောက်ဆန်နေနော်ယောဘွဲခင်ဗျားတို့နော်နိုင်ငံတော်အစ်စ်နေတဲ့ဥပဒေတွေထုတ်လိုက်တယ်ဆိုရင်ခင်ဗျားတို့စွဲတယ်ဒီပေါ်တာတွေနော်ပေါ်တာတွေစွဲတယ်တိုင်းပြည်ကိုနော်မကောင်းတာကိုကောင်းအောင် လုပ်မယ်လို့မကြံဘူးခစ်ပြက်နေတာကိုခစ်ကောင်းအောင်လုပ်မယ်လို့မကြံဘူး ်နော်အခွင့်အရေးလေးခင်ဗျားတို့ဥပဒေတကူထုတ်လိုက်အခွင့်အရေးတကူပေးလိုက်တယ်လို့ခင်ဗျားတို့စားပေါက်ရသွားတယ်လို့ခင်ဗျားတို့အောက်တန်းကျတယ်ဝန်ထမ်းတွေခင်ဗျားတို့တော်တော်အမျိုးရုပ်တဲ့အောက်တန်းစားတွေ ားလုံးပဲမင်္ဂလာပါရေပေါ်ရထင်ချန်နေကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က2025သုံးလပန်း18ရက်နေ့ညနေပန်းဖြစ်ပါတယ်ညနေပန်းသတင်းထုတ်တင်ဆက်မှုအစီအစဉ်မှာသတင်းကောင်ကတော့စကန်တန်ကတာမြို့နေမှာအင်းတို့မြို့နေဖက်ကိုစစ်ကူလာတဲ့စစ်ကြောင်းကိုကြက်ဖြတ်တက်ခတ်မှုမှာစစ်သား40ဦးတေဆုံးပြီး29ဦးအရှင်ဖမ်းမိကလင်းနေခေရအမျိုးမြလေးသိစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုအယုံဆုံးပြောရအောင်ဒါကဒီတပ်ဖွဲ့ကမလ15ရက်နေ့နဲ့16ရက်နေ့တွင်ကတာမြို့နေအတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများတည် င်အား150ခန်းဖြန့်အင်းတော်မြို့နယ်ဘက်ကိုစစ်ကူလာရောက်စဉ် GNA ပူပေါင်းတပ် GNA နဲ့ PDF ပူပေါင်းတပ်များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဒီတပ်ပွဲမှာဆိုလို့ရှိရင်အာကျွန်တော်တို့လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီးအဒိုမြဲမြတ်ကိုရရှိခဲ့ပါတယ်။ဆိုတော့ဒီဟာက ဒီတက်ခတ်မှုအတွက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သား40ဦးသေဆုံးခဲ့ပြီးတော့29ဦးအရှင်ဖမ်းမိကပြစ်ခတ်တဲ့ရရှိသူမြတ်ပြပြီးတော့စစ်ကြောင်းတစ်ကြောင်းလုံးကတက်ပြက်ရွယ်ကတာမြို့နယ်အတွင်းကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါတယ်တဲ့ဆိုတော့ဒီဟာကစစ်ကောင်စီတပ်ဖွဲ့တွေအမှသေဆုံးတွေ40ကျော်ဆိုတာနေတာမဟုတ်တစ်ကြောင်းလုံးကိုပြုတ်ခါနေဆိုတော့29ဦးကိုအရှင်ဖမ်းမိခဲ့ပါတယ်ဂျန်တဲ့လူတွေကတော့အမှ150ဆိုတော့ ဲ့တော့မကြမ်းတော့ပါဘူးเนาะဆိုတော့ဒီကကျွန်တော်တို့တိုလိုင်းတက်ဖို့တွေရဲ့တက်ခတ်မှုကြောင့်စစ်ကောင်စီတက်ဖွဲ့တွေခွေပြီးဦးပြီးပြီးနေရတယ်လို့သိရှိရပါဒီကကအာကတာမြော့နေကနဲ့စစ်စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တို့တိုလိုင်းကကြက်ဖြတ်တက်ခတ်မှုမှာဆိုတော့ဒီကကအင်းတို့ကကျွန်တော်တို့တိုလိုင်းတပ်ဖွဲ့တွေကတက်ခတ်မှုမှာဒီအင်းတို့ကိုဗောနော်စစ်ကူလာဖို့လာနေတဲ့စစ်ကူလာဖို့အာတွားနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုကျွန်တော်တို့တိုလိုင်းတပ်ဖွဲ့ကဆုတ်လိုက်တာဆိုတော့အများပြားကိုသိသိဆုံးခဲ့ပါတယ်ဆိုတော့လက်နေခင်းရတွေကိုလည်းအများပြားသိသိရရှိခဲ့တယ်ဆိုတော့အာ ဒီဟာကတော်တော်လေးကိုအောင်မြင်မှုရခဲ့ပါတယ်ဒီတက်ပွဲမှာနောက်တစ်ခုကအရာဝတီတန်ကန်ကြီးတော်မြို့နယ်မှာအခက်ကျငွေရယူပြီးအစားထိုးစစ်မှုထံတက်တာတိအဖြစ်စစ်ထေလိုက်ပါတော့သူတက်တာတိကိုရင်ဘူးဘူးတက်ပွဲအတွင်းတည်ဆုံးခဲ့တယ်လို့သိရှိရပါတယ်သူကတော့ကျွန်တော်တို့လိုင်းတက်ဖို့တွေကိုတက်ဖို့အတွက်အခက်ကျငွေရယူပြီးတော့ရေးစားအဖြစ်ပေါ့နော်လိုက်လာတဲ့သူဖြစ်ပါတယ်သူကတော့တည်ဆုံးသွားပါပြီတဲ့ စစ်တပ်ကယုတ်ကျင်းနဲ့ခန်းစားခွင့်မပေးဘူးလို့သိရှိရပါတယ်။သူတို့တရားကစစ်မှုထမ်းပတ်စင်ချုပ်ကငွေကျင်းနဲ့ရယူပြီးတော့စစ်မှုထမ်းအစားထိုးလိုက်ပါသွားတဲ့ကိုရင်ဘူဘူရှမ်းပြည်ရှစ်တန်းစစ်မင်းနယ်ပြင်မှာတေဆောင်သွားတယ်လို့သိရတယ်။စစ်ခွေးတွေကမိသားစုဝင်တွေကိုလာရောက်ပြောဆိုသွားတယ်လို့သိရတယ်။သူတို့တရားကိုရင်ဘူဘူရဲ့မိခင်ဖြစ်သူကတော့တေဆောင်သွားတာက တနင်းခန့်မို့တနင်းခန့်ရှိတနင်းခန့်ရှိသွားပြီရှိသည်ပြီးတော့သိရှိရပါတယ်ဖခင်ဖြစ်သူကတော့လေဖြတ်နေတယ်ဆိုတော့သားဖြစ်သူတရင်ကြောင့်ဆက်ထစ်ခတ်နေတယ်လို့သိရပါတယ်ဆိုပြီးတော့ data twin တရင်ရင်းမြစ်တွေကပြောဆိုပါတယ်ဆိုတော့ဒီအကစက်ကောင်စီကအာစက်ကောင်စီက အခက်ချင်းကိုယူပြီးတော့ကျွန်တော်တို့ online တက်ဖို့တွေကိုတက်ဖို့အတွက်လာတဲ့သူကတော့အမှတေဆုံးသွားပြီလို့သိရှိရပါတယ်သူရဲ့မိဘတွေကမိဘ making ကတော့တေဆုံးသွားပြီတဲ့ဆိုတော့ဒီက packing ကတော့အမှလေဖြတ်နေတယ်လို့သိရှိရပါတယ် packing ဖြစ်သူကတတော်လေးတော့စိတ်မကောင်းပါဘူးဆိုတော့ဒီကအာဘာကြောင်းကြောင်းကြောင်းနာငွေကိုအရန်ကိုလူလို့လားဒါမှမဟုတ်ရင်ကျွန်တော်တို့တူလိုင်းတဖို့တွေကိုကျေးစားဖြစ်ကိုတက်ချင်းလို့လားလာနေလားလဲဆိုတာကိုတော့ကျွန်တော်တို့ကျွန်တော်တို့ စဉ်းစားလို့တော့မရဘူးနော်ဆိုတော့ဒီကသူကတော့တိတ်ဆုံးသွားပြီအာကြံခဲ့တဲ့သူကသူ့ဖတ်ခင်ဘောသူကဖေးလို့ပြောသူသူဖေးကလေဖြတ်နေတဲ့တွေ့ကြောင်တော်တော်လေးကိုစင်မကောင်ဖြစ်ရပါတယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့တူလိုင်းတစ်ခုတွေကိုအာတိုက်ဖို့အတွက်အခက်ကြီးငွေယူပြီးတော့လာမလာမလာကြပါနဲ့လို့ပြောချင်ပါတယ်ဆိုတော့ဒီဟာကအာရှစ်တက်မှာပြင်ပြီးတော့တွေ့ပြီဆိုလို့ရှိရင်တော့ဒီဟာကနောက်တစ်ခါဆစ်ဆေးမှုနဲ့တွေ့လာပြီဆိုလို့ရှိရင်တော့မင်းတို့အတွက် အခက်ခဲတိုင်ရိုက်ဖြစ်တယ်မင်းတို့အတွက်အာပြည်သူစစ်မှုထမ်းတွေနဲ့အတင်းအဓမ္မဖမ်းဆီးခံရတဲ့သူတွေနဲ့မတူတော့ဘူးနော်ဆိုတော့ဒီဟာကနောက်တစ်ခုကမြန်မာနိုင်ငံမှာပြပနိုင်ငံမြတ်တော်ပြည်ကျအလို့အကန်နိုင်ငံကုလက်မှတ်ပြန်နှုတ်ခွမဲ့အလို့သမားများအားလုံးဒီယနေ့မလ18ရက်နေ့မှာစတင်ရွေးစက်ကောင်စီခွင့်ပြုချက်မရှိဘဲနဲ့ပြည်ပနိုင်ငံမြတ်တို့ထွက်ခွာခွင့်ကိုမရှိတော့ဘူးကြောင်းမရှိတော့ကြောင်းပြည်ပအလောက်ကန် AGC မြတ်ကပြောဆိုပါတယ်။တရားကအလောက်သမားတွေမှာ OWIC ပေါ့နော် OWIC နိုင်ငံကုလက်မှတ်လေရင်လက်မှတ်ရှင်းအောင်နဲ့တော့ပြပထွက်လို့မရတော့ဘူးတဲ့ဆိုတော့ဒီကအလွတ်တမာဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေကိုတောင်းရမယ်ဆိုတော့ခွင့်ပြုချက်ရမှာတွားရမယ်ပြီးရင်ခွင့်ပြုချက်မရရင်တော့လက်ဆက်မှာပေးမသွားဘူးဟိုပြပအလော့အကန် agency agency တဦးကပြောဆိုပါတယ် agency ပန်းရှင်ပေါ့နော်တဦးကပြောဆိုပါတယ်ဒီကတော့လူငယ်တွေကိုနေ့မြင်မြင်စစ်ကောင်စီကတော့အာ ီလိုမျိုးပြပထွက်လို့မရအောင်ဒီဟာကလူငယ်တွေကိုစစ်မှုထမ်းဖို့အတွက်မြင့်မြွန်းနဲ့တားနေတာဖြစ်ပါတယ်ဆိုတော့စစ်ကောင်စီအလို့သမားဝန်ကြီးဌာနကပြပတော့နေစင်ကိုထွက်ခွာဖန်ပြုတ်တယ်ဆိုပြီးတော့အလို့သမားမြားစရင်ကို ရန်ကုန်နဲ့မန္တလေးအပြည့်ပြည့်ဆန်းရလေးစစ်မြတ်တော့ပေးပေါ်မေဖြစ်ကြောင်းသိရှိရပါတယ်အလို့သမားဝန်ဝန်ကြီးဌာနဘောနော်ဝန်ကြီးဌာနကလေးစစ်တော့အာပေးပေါ်တဲ့ခွင့်ပြုချက်စရင်တွင မပါဝံသူများအနေဖြင့်အနေဖြင့်လေပြပတော်ထွက်ခွာခွင့်ရမေရရှိမေမဟုတ်ကြောင်းသိရှိရပါတယ်တဲ့ဆိုတော့ဒီကကျွန်တော်တို့အာတိထားတာကတော့အလောသမဝံကြီးဌာနကပြပတ်ကိုထွက်ခွာခွင့်ပြုတယ်ပြုံးမဲ့အလောသမအကြီးအတွက်တနေ့ကိုတရားနဲ့120ကြပဲဖန့်ပြုတ်မေလို့သိရတယ်သိထားပါတယ်ဆိုတော့ဒီကကအလောသမတွေပြပတ်ကိုထွက်ခွာအာထွက်ခွာတာ အရန်ကိုမြနေလို့စီဆက်တာလို့သိရပါတယ်သို့ဟုပြပအလောက်ကန် AGC ပန်းရှင်ကပြောရှင်းလင်းရှင်းလင်းပြောဆိုပါတယ်တဲ့သို့ဒီဟာကဆက်အကြောင်းအကျန်းဖက်စက်ကောင်စီကဒီဟာကတော့အကြောင်းဖက်ချက်ပဲဖြစ်မှာပါသို့အခုချိန်မှာစက်ကောင်စီကနေ့အမျိုးမျိုးနဲ့ကိုဝန်ဆောင်တဲ့လူတွေကိုရောအာသူ့ရဲ့အမျိုးသမီးကိုဝန်ဆောင်တဲ့လူတွေကိုရောစစ်မှုထမ်းဖို့ဖမ်းဆီးနေတဲ့ချိန်မှာလူငယ်တွေအလောလောဖို့ဆိုပြီးတော့တွားခိုင်းမလားသူတို့တွေကအနယ်လိုမျိုးဟုတ်လား ဆိုတော့ဒီကနေ့အမျိုးမျိုးနဲ့လူငယ်တွေကိုတားဆီးနေတာဖြစ်ပါတယ်စစ်မှုထမ်းပေါ်အတွက်ဗီပလောင်းဝကဘေးနေရာမှာမထွက်ခွင့်ဘူးဗီတွဲမှာပဲရှိခန့်ပဲသူတို့အုတ်ချွတဲ့နေရာကိုပဲရှိခန့်မယ်နေခန့်မယ်ဆိုတဲ့သဘောမျိုးဆိုတော့အခုချိန်မှာအာသူ့ရဲ့သားနေဦးရောက်ရှိတဲ့သူကိုလည်းအကုန်လုံးကိုထက်နေတာဆိုတော့ဒီကရန်ကုန်မနေ့ကကျွန်တော်တို့ကြည့်တဲ့အတိုင်းပဲ အာစစ်ကောင်စီကတော့နေအမျိုးမျိုးနဲ့ကျွန်တော်တို့မသိတယ်လို့မသိပါဘူးဆိုပြီးတော့အာသူရဲ့လက်အောက်ခံတွေအာအုတ်ချွေးမှုတွေပြီးထည့်မှုတွေဆိုတော့ဒီလိုမျိုးလူတွေကအာလူငယ်တွေကိုဆက်ပြီးတော့ဖမ်းပြီးမှဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့လူငယ်တွေတတိထားကြပါခုချိန်မှာဆိုတော့ဒီကစစ်ကောင်စီရဲ့ဒီပါထုတ်ခေါ်ခွင့်ပြည်ပြင်းမှုနဲ့ပတ်သက်ပြီးတော့ပြင်ပြီးတော့တင်ဆက်ပြတာဖြစ်ပါတယ်ဆိုတော့ဒီကစစ်စစ်ရန်နဲ့အာငါရဲ့ကျူးတင်းချောထားရမယ်လို့သိရှိရပါတယ်။ဒီကစက်ကောင်စီပြပထွက်ခွန့်စီစစ်ရန်ဆိုပြီးတော့အာငါရဲ့ ကြိုတင်ရှော့ထားရမယ်လို့သိရှိရတရားကရှော့ထားမှရမယ်တဲ့နောက်တစ်ခုကတော့မကွေးတန်းအွန်လိုင်းမြို့နယ်မှာရှိတဲ့ကျေးရွာမြတ်မှာလူငယ်လေးစရှုကိုအကျန်းဖက်စစ်တကပေါ်တာဆွေဖမ်းဆီးခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်ဒါ့အပြင်ကံမမြို့နယ်ကပ္ပစစစ်နစ်မှာဘူကြီးထိုင်ငင်းချမ်းလွန်ကထိုင်ငင်းချမ်းလွန်ကစစ်မှုထမ်းကျေးဟုဆိုကကျေးရွာတရွာလျင်ကျက်သိန်း120ချင်း6တောင်းတောင်းနေလို့သိရှိရပါဒီဟာကတော့ စစ်တပ်ကသူ့ရဲ့အချုပ်မှုအုံမှာနေတဲ့လူတွေကိုအတင်းအရမကိုအာဖက်ဆန်ပေးရမယ်စစ်တပ်ကိုဖက်ဆန်ပေးရမယ်မပြေဘူးဆိုလို့ရှိရင်နင်းရမျိုးမျိုးနဲ့မိတော်မိမတွေဒီလိုမျိုးချင်းချောက်မယ်အတင်းအရမဆူဆောင်းမယ်ဆိုတဲ့သဘောမျိုးဆိုတော့ဒီဟာကတော့စစ်ကောင်စီတွေလက်နဲ့ကန်နေတဲ့စစ်ကောင်စီတွေရဲ့ပြည်သူတွေကိုအနိုင်ကျင့်မှုတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုကမန္တလေးတန်း120မြို့နယ်လေကြောင်းရင်ကကွေးတက်မှာတက်ကြတအူးနယ်ခလတ်ရ953တရင်မှာစစ်မှုထံတက်သားသည့်နအူးလက်နဲ့ခေရံမြန်နဲ့အတူ အလင်းဝင်လာကြောင်းတရားဥမြော့နေပကဖတ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီထဲမှာလက်နဲ့နဲ့တကွအလင်းဝင်လာတဲ့တက်ချက်ကိုတော့ကွန်ပျူတာငွေ25သိန်းနဲ့တက်သားသည့်နှုတ်ကိုတော့ကွန်ပျူတာငွေ2သိန်းခွဲစီချိမိထားပါတယ်ဒါကကျွန်တော်တို့အဖွဲ့ကတက်နန်တလို့ချိမိတဲ့သဘောပါတဲ့ဆိုတော့ခရံတန်းအာအစစ်စစ်ကလည်းသူတို့အတွက်ချိမိငွေတွေလည်းငွေတွေနဲ့ဖက်ပြီးတော့ကွန်ပျူတာအောင်ပါတဲ့ဆိုတော့ဒီကတက်သားသည့်ကြောအောင်ကျောင်းကတော့2024ဇူလိုင် ယွမ်းလာဗောနော်ယွမ်းလာယွမ်းလာမှာအလော့ကနဲ့အပြန်မှာပိုတာဆွေးခံရတာဖြစ်ဖြစ်ပြီးတော့လက်သားတိပြားကြီးကတော့2020မေလမှာမေလမှာအလော့ကိုအသွာမနက်ခင်းမှာမနက်ခင်းမှာပိုတာဆွေးခံခဲ့ရတယ်လို့သိရပါတယ်ဟုတ်တရာဦးမြော့နဲ့ပက္ကဖတ်မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီကစစ်ကောင်စီကအလော့သွားအလော့ပြန်တဲ့လူတွေကိုဖမ်းဆီးပြီးတော့ဖမ်းခံရတဲ့သူတွေဖြစ်ပါတယ်ဒီလိုမျိုးတွေကြတော့ကျွန်တော်တို့တော်လိုင်းတစ်ဖက်ကအများကြီးတော့သူတို့အတွက်အာ အာစီစီမိမှာပါအကောင်းဆုံးဖြစ်အောင်တော့စီစီမိမှာပါဆိုတော့တချို့တွေဆိုလို့ရှိရင်အာခုနကျွန်တော်ပြောသလိုအာကျွန်တော်တော်လိုင်းတက်ဖို့တွေကိုတက်ဖြစ်ဖို့အတွက်တိုက်ခိုက်ဖို့အတွက်အာအခက်ကျငွေယူပြီးတော့ကျွန်တော်တို့ကိုကျေးစားအဖြစ် လာနေတဲ့ကောင်တွေကတော့ဘလို့မှအာလက်ခံအာလက်ခံလို့မရဘူးเนาะခုချိန်မှာကျွန်တော်တို့ဖက်ကိုပြကူပြောင်းလာပြီဆိုပေမဲ့လည်းကျွန်တော်တို့အာရန်ကိုကောင်းတဲ့ဟာဖြစ်ပါတယ်မကူပြောင်းမိတဲ့ကျွန်တော်တို့ဖမ်းမိတယ်ဆိုလို့ရှိရင်တော့မင်းတို့အတွက် အဲဒေါ်လေးကိုစိုးဝနေတဲ့အခြေအနေမျိုးရောက်မှာဖြစ်ပါတယ်။နောက်တစ်ခုကလည်းပကိုးတန်အင်းမမျိုးတက်မချော့ချော့တွင်ပိုတာဆွေဖန်းစီထားသောလူငယ်နှုတ်နဲ့နတ်တလိမ့်မှာဘီဆိုတီတူတို့အလင်းဝံရောက်ပြီးတဲ့နောက်မှာစစ်တပ်ကိုပြန်လေတက်ခတ်ရန်ဒိုလန်ရဲတက်ဖွဲ့ထံဝံရောက်လာတယ်လို့သိရှိရပါတယ်။သူတို့တရားသူတို့တွေကိုသူတို့တွေကစစ်ကောင်စီကိုပြန်ပြီးတော့တက်ခတ်မယ်တဲ့ဘီဆိုတီတူနဲ့ပိုတာဆွေဖန်းဖန်းခံသူ နှုတ်အလင်းဝင်လာတာဆိုတော့ဒီကသူတို့တွေကအကုန်လုံးကအာစစ်တကောပြန်လေးနှစ်ဖက်တိုက်ခိုက်ဖို့အတွက်ဒိုလန်ရဲတပ်ဖွဲ့တွေစီအာဝမ်မေလို့ပြောပါတယ်တဲ့ဆိုတော့ဒီကလက်ရှိချိန်မှာတော့အာသူတို့ကိုကောင်းမွန်စွာပေါ့နော်စောင်းရှောက်ထားပါတယ်ဆိုတော့အာတရားဝတီခရံကောင်းထောင်800တိကတခွေတော့အာနတ်စစ်တေတပ်ဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီကတော့စစ်ကောင်စီတပ်ဖွဲ့တွေရဲ့အာ လောက်ရက်ကိုလုံးဝမကြိုက်တော့ဘူးဆိုတော့ဆိုပြီးတော့သူတို့တွေကထွက်လာပြီးတော့ကျွန်တော်တို့တိုလိုင်းတဖို့တွေစီကနေပြင်ပြီးတော့စစ်ကောင်စီကိုတက်ခိုက်မယ်ဆိုတဲ့လူတွေရဲ့အကြောင်းကိုတင်ဆက်ပြတာဖြစ်ပါတယ်ဆိုတော့ဒီဟာကစစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ဖန်နေရတဲ့သူတွေဖြစ်ပါတယ်နောက်ကနောက်မှာကစစ်ကောင်စီကဘယ်လောက်ထိရုံမှာပြင်ပြီလဲဆိုလို့ရှိရင်ဒီဟာကစကန်တန်းဝက်လက်မြော့နေစစ်ကံမြော့ရော်ကိုစစ်တပ်ကလေကြောင်းပြန်ဘွန်ကျေးမှု အသက်6လသားရွယ်ကလေးနဲ့ တကြီးရွေအိုများအပါဝမ်ပီသူ၄ဦးတည်ဆောင်းခဲ့လို့သိရှိရပါဒီဟာကဟိုတနေ့ကလည်းစစ်ကောင်စီကအာမန္တလေးတိုင်းမှာနော်ဆိုတော့ဒီဟာကမန္တလေးတိုင်းမှာဆိုလို့ရှိရင်စစ်ကောင်စီကတက်ခတ်မှုကြောင့်အပီသူတွေ၂၀ကျော်တည်ဆောင်းရတယ်ပြီးရင်အာမနေ့ကပဲနောင်ချုံမြို့မှာ၁၈ဦးတည်ဆောင်းရတယ်15ဦးလား18ဦးအဲ့လောက်ထိတည်ဆောင်းရတယ်ဆိုတော့ဒီဟာကစစ်ကောင်စီရဲ့လော်ယဲမှုအာတပ်ဖြတ်မှုကြောင့်တတော်လေးကိုကျွန်တော်ပြည်သူတွေအာ ဖြစ်ကသေးဆုံးတယ်လို့အများကြီးရှိပါတယ်ဆိုတော့ဒီကစစ်ကောင်စီကရှောင်းဝေးမေးလာတော့ပြည်သူတွေပေါ်ရွမာလာတယ်ကိုကြစ်လာတယ်ကျွန်တော်တို့ပြည်သူတွေပေါ်အာအနိုင်ကျင့်ဖို့အတွက်လေရင်အကူနဲ့ကျွန်တော်တို့ပြည်သူတွေကိုရွမာပြီးတော့တတ်ဖြတ်နေတာဖြစ်ပါတယ်ဒီကဆိုတော့ရှောင်းဝေးနေမေးတဲ့လူတွေကအလက်နဲ့မရှိတဲ့ပြည်သူတွေကိုပဲအာဆက်ပြီးတော့အနိုင်ကျင့်အောင်ပါဆိုတော့လက်နဲ့ရှိတဲ့သူကတော့ဘယ်လောက်ထိကြောက်လဲဆိုတော့ပေါ့ကြည့်လိုက်သူများနိုင်ငံအထိကိုပြေးနေတာ ခုဖမ်းမိမှာနေဆက်မှာကြည့်လိုက်ဖမ်းမှာနေဆက်မှာပြန်ပြီးနေတာတန်းနေကြပဲရခိုင်ပြီးနေမင်္ဂလာဒေ့စ်ကိုပြီးနေကြတန်းနေတာပဲပြီးရင်တရုတ်ဘက်မှာသွားပြီးတော့ကြည့်လိုက်အဲ့ကျွန်တော်တို့ရှမ်းမြို့မှာရှမ်းမြို့မဟာမိတွေကတက်ခိုက်လို့အဲ့မှာခွေပြူပြီးပြီးနေကြတာဂျုံဆိုတော့လက်နဲ့မရှိတဲ့သူတွေကိုကြည့်ရတော့ဘလော့ထိအာရုပ်မှာလဲဆိုတော့ကျွန်တော်တို့ပြီးသူတွေအားလုံးလည်းသိပါပြီဆိုတော့လက်နဲ့ရှိတဲ့သူတွေကကြည့်ရတော့ဘလော့ထိကြောက်လဲဆိုတော့ကိုလည်းပြပြီးတော့သိပါတယ်ဆိုတော့ဒီကစက်ကောင်စီရဲ့ရုပ်မှာမှုကြောင့်ရှောင်းမေးလာတဲ့နောက်မှာ ဆိုတော့အဲ့ဒီနောက်မှာကျွန်တော်ဒီနေ့ကတော့တရင်ထူးကတော့ဒီလောက်နဲ့ပဲဆောင်းသွားပါမယ်ဆိုတော့နောက်မှာကျွန်တော်ဆူဆောင်းထားတဲ့ရွတ်တံဖန်ပြီးတော့ကြည့်အောင်ပထမဆုံးကအကျန်းဖက်စစ်ကောင်စီကိုဘာမှမမမထင်တော့တယ်ဘင်္ဂလားဒေ့ရှ်နဲ့ပတ်သက်ပြီးတော့ဘိုးမကြုံမင်းဘလူတွေလွန်မြတ်သွားလဲဆိုတာကိုကျွန်တော်နဲ့တူကြည့်အောင်နော်ကဲစစ်ကောင်စီတက်ဖွဲ့တွေကတတော်လေးကိုအာခံနေကြပါပြီဘယ်လောက်ထိခံနေကြလဲဆိုလို့ရှိရင်ဘုံမြတ်နိုင်ငံကတကြမ်းနိုင်ငံကရှိလားမရှိဘူးလားဆိုတာကိုတော့မသိလောက်တဲ့အထိကိုအာ ဖြစ်နေကြပါပြီသူတို့ဘိုးမနေတဲ့သူတွေကတော့တတိုလေးကိုတော့ခံစားနေမှာပါဘာလို့လဲဆိုလို့ရှိရင်အခုချိန်မှာကျွန်တော်တို့အာရခရတိုအေနဲ့မင်္ဂလာနေ့စကပေါ့နော်မင်္ဂလာနေ့စကအာဘယ်လိုပြောမလဲအချက်စစ်ကောင်းနေတယ်ဒါကိုဘိုးမကြားပြီးတော့မှတတိုလေးကို အာနေကြပါလေလောင်နေကြပါလေကျွန်တော်တို့နားထောင်ကြည့်ရဘုံမကြုံမင်းဘလူတွေလောင်ထားလဲဟိုဒီနေ့ကကျွန်တော်တို့တင်ဆက်ပေးတော့ဘင်္ဂလားဒေ့ရှ်နဲ့အာရခိုင်တော်ကစစ်သွေးရေကောင်းတယ်စစ်ဆန်ရေကောင်းတယ်ဆိုရဲတရင်ကိုတင်ဆက်ပါတယ်ဓာတ်ပုံတွေတကွထွက်လာပါတယ်ဒီဓာတ်ပုံကိုမြင်ပြီဆိုလို့ရှိရင်ဘုံမတွေလောင်မြတ်တော့မှာဆိုတာကိုကျွန်တော်ကြူပြီးတော့တွေးထားပါတယ်ခုဘလူတွေလောင်လေကြည့်ကြည့်အေးအေးကိစ္စလေးပြောပါမယ်အေးကိစ္စဆိုတာချမ်းမှုပါဘူးအေးကအေးကထုတ်ပြန်လာတဲ့စာလေးတကွကြည့်ပြီးတော့ကျွန်တော်တော်တော်လေးစိတ်ထဲမှာဟိုအစိုးရအစိုးရဆိုတာဘာလဲလို့မေးခွန်းထုတ်အောင်ဖြစ်လာတာအဲ့တော့အေးက နော်ဘယ်အစိုးရလဲဟမ်ကျွန်တော်တို့မြန်မာပိုင်းတဲ့ကိုလာပြီး9လဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်9ဖမ်းလို့သား22ဦးကိုနော်ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်တဲ့ပြန်လွှတ်ပေးလိုက်ပြီလွှတ်ပေးတာဘယ်လိုလွှတ်ပေးလဲဆိုတော့နော်ပြန်လွှတ်ပေးလိုက်ပြီဆိုတော့မနေ့က9ရက်နေ့မှာဒီ AA ရဲ့ပြောရေးဆိုမှုရှင်သူခိုင်သူခသူတို့ကမီဒီယာနဲ့ထုတ်ပြန်တယ်ထုတ်ပြန်တော့လွှတ်ပေးတာဘယ်လိုလွှတ်ပေးလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကနော်ဘင်္ဂလားဒေ့ရှ်ကဟွာရီနဲ့နော်ဒီမှာကျွန်တော်ဓာတ်ပုံလေးပြတယ်ကျွန်တော်ဓာတ်ပုံလေးချိလိုက်ဘင်္ဂလားဒေ့ရှ်ကလူတွေနဲ့ဒီလိုမျိုးလက်ဆွဲလုပ်ဆက်တယ်ဘင်္ဂလားဒေ့ရှ်ကလူတွေလက်ဆွဲလုပ်ဆက်ပြီးတော့ AA ရဲ့လူတွေကဘင်္ဂလားဒေ့ရှ်က ရေမင်္ဂလာရေတက်ကအတူမို့လေကြောင်းတက်ကအရာရှိတွေနဲ့အေရလူတွေနဲ့လက်ဆွဲနှုတ်ဆက်ပြီးတော့ကြကြနာနာကိုပြန်အပ်တာဆိုတော့ပြန်အပ်တော့ဒီမူရဆိုရင်တော့မြန်မာပိုင်ရင်ထက်မှာငါးလဖမ်းနေသူတွေဖမ်းတဲ့အတွက်ဖမ်းတယ်ဖမ်းတယ်ဆိုတော့မြန်မာမြန်မာနိုင်ငံမြန်မာတပ်မတော်တို့မို့လေကြောင်းတက်ကဖမ်းမယ်ဖမ်းပြီးရင်နှစ်နိုင်ငံတပ်တမန်ချင်းပြန်ပြီးလွှဲရတဲ့အဆင့်ရှိရတယ်နှစ်နိုင်ငံတပ်တမန်ဆက်ဆက်ရေးတိဆောက်ထားပြီးသားဆိုရင်တပ်တမန်အဆင့်တိဆောက်လွှဲရတယ်ဒီလိုမျိုးလက်နက်ကိုင်အဖွဲ့နေဆက်လက်နက်ကိုင်အဖွဲ့နဲ့လွှဲရတယ်ဆိုတာမျိုးကဖွင့်လှစ်ပြောရင်ဒါတရားမဝင်ဘူးပေါင်မဝင်ဘူးအဲ့တော့တပ်တမန်လုံထုတ်လို့မျိုး ကြော်တာလို့ခေါ်အဲ့ဒါအဲ့အဲ့လိုရှိတယ်အဲ့တော့ AA ဘက်ကထုတ်ပြန်ချက်ရဒီဓာတ်ပုံနေမှတ်တမ်းနေရပြောမယ်ဆိုရင်ဒါလွှဲတဲ့နေ့ကိုတော့တို့မဖွဲရတာဘူးဒါပေမဲ့လွှဲလိုက်တဲ့နေ့မဖွဲရတာပေမဲ့ဒီလွှဲတဲ့ပုံစံမှာက AA နဲ့ Bangladesh နဲ့စင်ဘင်္ဂလားဒေ့ရှ်ကအရာရှိနေတယ်လက်ဆွဲလို့ဆိုတာပြောနေတယ်သင်္ကေစာကြီးကဒါတန်တမန်ကြီးရရဘင်္ဂလားဒေ့ရှ်ဟာမြန်မာအစိုးရကိုတန်တမန်ကြီးရနိုင်ငံတန်တမန်နိုင်ငံနိုင်ငံနိုင်ငံဟိုတန်တမန်ဆက်ဆံရေးကိုတိတ်ပြီးတော့ဟိုဘီယူဆိုင်တဲ့သဘောမျိုးတွားတွေ့ရတယ်ဆိုတော့လက်နက်ကင်ဖွဲ့စည်းလို့သူတို့စကားပြောဆက်ဆံတော့မယ်လို့ သူတို့ကိုယ်တိုင်ဆုတ်ဖြတ်နေရလားဆိုတော့မေးခွန်းဖြစ်လာတယ်ဆိုတော့ကျွန်တော်တို့အချုပ်ချာအာဏာကအဲ့လိုယိုင်နေနေတာပေါ့နော်ယိုင်နေတော့လို့ခေါ်တယ်ကျွန်တော်ကတော့အဲ့ဒါကြည့်ပြီးတော့သိတယ်မှာတော့အော်လို့ကျွန်တော်တို့နိုင်ငံအချုပ်ချာအာဏာတော်တော်ယိုင်နေသွားတာပဲဒီ AA ကနေပြီးတော့ဖမ်းပြီးတော့ပြန်ပို့တယ်ဘင်္ဂလားဒေ့ရှ်ကလက်ခံပေးတယ်ဘင်္ဂလားဒေ့ရှ်ကနေကြသောတက်ကလက်ခံပေးတယ်ဆိုတော့ဘင်္ဂလားဒေ့ရှ်နေကြသောတက်ကိုယ်တိုင်ကဒီဘက်က AA ကိုသူတို့နဲ့လက်တွဲလှုပ်ဆောင်ရမယ်အဖွဲ့အစည်းလို့တတ်မှတ်နေပြီလားဆိုတော့မေးခွန်းမျိုးကျွန်တော်ကမေးရတော့ဖြစ်လာတယ်အဲ့ဒါဆိုရင်မြန်မာစိုးရကြီးဆိုတာပါလေမေးတော့မရှိတော့တာမြန်မာစိုးရကပါလေကျွန်တော်တတ်မှတ်လို့ရပါလေမြန်မာနိုင်ငံနေကြသောတက်ကဖွဲ့ရပါလေအဲ့လိုမေးရမှာဖြစ်လာတယ် မလို့တော့ဘူးလားအဲရခိုင်ပြည်နယ်ကြီးတို့ခလုံးကဘာလဲရခိုင်မှာရှိတဲ့ A A တက်ကပဲထင်တိုင်းကျဲတာကိုပဲကျွန်တော်တို့ကဟိုကြည့်ပေးနေရတော့မှာလားမေးရတော့မှာနော်အခုဒါမျိုးလောက်ရောက်ကိုဘယ်သူတွေလောက်လဲလို့မင်းဘင်္ဂလားဒေ့ရှ်ကလည်းလောက်တယ်အိန္ဒိယကလည်းလောက်တယ်တရုတ်ကလည်းလောက်တယ်ထိုင်းကလည်းလောက်တယ်စဉ်းစားကြည့်နော်ကျွန်တော်တို့နိုင်ငံအိန္ဒိယပြပလဲ၅နိုင်ငံလေးနိုင်ငံတိတိယလောက်တယ်အဲဟိုထိုင်းကလည်းလက်နက်ကိုင်ပုံကန်သူတွေနဲ့ချက်ချင်းတိုက်ရိုက်ဆက်ဆံတယ်တရုတ်ကလည်းလက်နက်ကိုင်ပုံကန်သူတွေနဲ့တိုက်ရိုက်ဆက်ဆံဘူးနေမဟုတ်ဘူးပံပိုးထောက်ပံ့တယ်အိန္ဒိယကလည်းလက်နက်ကိုင်ပုံကန်သူတွေနဲ့တိုက်ရိုက်ဆက်ဆံတယ် อืมအခုဘင်္ဂလားဒေ့ရှ်ကလည်းဆက်ဆံတယ်ဆိုတော့ကျွန်တော်နိုင်ငံအချုပ်ချာအာဏာဆိုတာဗာလဲအခုလက်ရှိဒီစက်အုပ်ချုပ်သူတွေကိုကျွန်တော်မေးခွန်းထုတ်ရမယ်။နောင်လာမြောက်အချုပ်သူတွေလည်းမေးခွန်းထုတ်မယ်။ပြီးခဲ့တဲ့အချုပ်သူတွေလည်းမေးခွန်းထုတ်မယ်ရိုးရိုးလေးပဲ။ခင်ဗျားတို့ပြောတဲ့အချုပ်ချာအာဏာဆိုတာဗာလဲ။ခင်ဗျားတို့ခင်ဗျားတို့ပြန်ပြီးတော့မှန်ထောင်မေးကြည့်ပါဦး။အချုပ်ချာအာဏာဆိုတာဗာတော့မေးကြည့်ကြအောင်ခင်ဗျားတို့တကူတော့လွဲနေကြပြီမဟုတ်ဘူးလား။အချုပ်ချာအာဏာကိုထိပါမှုတွေမျိုးစုံလုပ်နေတဲ့ကိစ္စကိုကျွန်တော်တို့ကအန်ကျိတ်ပြီးငြိမ်ခံနေရတဲ့အထိတော့ကျွန်တော်တို့ခေါင်းဆောင်တွေကတိတ်ညံ့သွားကြပြီလားလို့ကျွန်တော်မေးရမှဖြစ်နေတယ်။နော်အဲ့ဒါတော့ကျွန်တော်စိတ်ထဲမကောင်းပါဘူး။ ကဲဆိုတော့ဒီကတော့ဘိုးမာတွေဘလောက်ထိအာလွန်နေကြလဲကြည့်အောင်အရခတော်ရဲ့နဲ့မင်္ဂလာဒေ့စကစစ်ဆန်ရေးကောင်းတယ်ပြီးရင်အာတနေငရတနေငနိုင်ငံချင်းဆက်ဆက်နေတဲ့နေရာမှာသူတို့အလေးလေးတွေဖမ်းမိထားတဲ့လူတွေကိုပြန်ပြီးတော့လွှတ်ပေးတာမျိုးအရခတော်ကလုံးပေးတယ်ဆိုတော့ဒီကဘလူတွေဆက်ပြီးတော့လုံးမလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆောင်းကြည့်ရမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဘိုးမာဆိုလို့ရှိရင်အရန်ကိုလောင်းနေကြပါတယ်ဆိုတော့နောက်တစ်ခုကအခုစစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့ အာလူငယ်တွေကို ပြည်သူတွေကိုဖမ်းမိတဲ့လူအများပြားရှိပါတယ်ဒီထဲမှာအာဘုံမရောက်ဖောင်းဟင်းကဘလူတွေဖိုကုံလောက်တာလဲဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ဆိုတော့ဘလူတွေဖိုကုံလောက်တာလဲဆိုတော့ဒီထဲမှာဘလူတွေဖိုကုံလောက်ပြီးတော့ဘလူဒီပပတ်ဆက်ကိုငါနဲ့ကန်တော့နေတာလဲဆိုတော့ကိုကျွန်တော်ကြည့်ကြည့်အောင်နော်ကဲကိုဂျိုးစီဝါတွေခက်ပြက်ခက်ပြက်ကြီးထဲမှာပေါ့နော်လှုပ်ရှားနေတဲ့နော်ပကုံးဘောအပွင့်ခက်ဒီကိုရရှိတဲ့ယာရုအာနာတွေကိုအလွဲသုံးသားလှုပ်ပြီးတော့မှ ပြည်သည်တရံလှုပ်ရှားနေတဲ့အောက်တန်းစားဝန်ထမ်းတွေအောက်တန်းစားတက်မတော်သားတွေအောက်တန်းစားရဲတပ်ဖွဲ့ဝင်တွေအောက်တန်းစားပြည်သူစစ်တွေမပါဘူးเนาะကျွန်တော်ဒါရိုးရိုးရှင်းရှင်းလေးပြောတာအနာရှိရင်ဆက်ကျွန်တော်နာမည်တက်ပြောတာမဟုတ်ဘူးကိုကိုကူတိကြပါတယ်เนาะအဲ့ဒီအချိန်မှာကိုကပတ်စံတော့မကောင်းတဲ့နေရာနေပတ်စံနေရှာနေပြီးတော့ကိုရတက်ဖွဲ့ဝင်တွေကိုလူသိရှင်ညာလူနိုင်လားဆိုတော့လည်းမလူကြဘူးလူမသိအောင်လူလားဆိုတော့လည်းဘယ်သူမှမလူဘူးเนาะ ဝမနဲ့ဝတီမိတ်မိတ်လိုက်သလိုပဲမိတ်ပြီးတော့မှယူပြီးတော့နေတာပြီးလို့ချင်းဖြစ်ချင်းအဖြစ်ကွာဖြစ်ပါငါတို့နဲ့မဆိုင်ဘူးမဖြစ်ဘူးဒါဒါမျိုးတွေပေါ့နော်ဒါမျိုးတွေနေတာဖြစ်တယ်ငကိုတဲရမှာပြည်သူလူထုကတက်မတော်မုံမာတယ်ဆိုရင်အခုပေါ့ဒီလိုဒီမှာဒီမှာလာပို့ထားတယ်မုံမာတယ်ဆိုတက်မတော်ရဲ့ပုံရိပ်ကိုမကြကြစင်းအောင်လုပ်တယ်အဲ့ဒါတွေပြောရင်မကုန်ဘူးနော်တိုင်းပြည်ကိုဘဒူတွေဖြက်စီးနေတာလေနော်တအားထီရောက်တော့အေးမယူနိုင်တာဘာကြောင့်လဲနော်ခင်ဗျားတို့တိုင်းပြည်ချစ်တယ်ဆိုတာလီးပဲလို့ပြောလိုက်မယ်နော် ခမောစောက်ဆန်နေနော်ရောပွဲအဲ့လိုမျိုးခမတို့နော်နိုင်ငံတော်အစ်စ်နေတဲ့ဥပဒေတရထုတ်လိုက်တယ်ဆိုရင်ခမတို့စွဲတယ်ဒီပေါ်တာတွေနော်ပေါ်တာတွေစွဲတယ်တိုင်းပြည်ကိုနော်မကောင်းတာကိုကောင်းအောင် လုပ်မယ်လို့မကြံဘူးခစ်ပြက်နေတာကိုခစ်ကောင်းအောင် လုပ်မယ်လို့မကြံဘူးနော်အခွင့်အရေးလေးခမားတို့ဥပဒေတကူထုတ်လိုက်အခွင့်အရေးတကူပေးလိုက်တယ်လို့ခမားတို့စားပေါက်ရသွားတယ်လို့ခမားတို့အောက်တန်းကျတယ်ဝန်တန်းလေးခမားတို့တော်တော်အမျိုးရုပ်တဲ့အောက်တန်းစားလေး ကျုပ်ကပြောလိုက်တန်ဖိုးတက်တက်လာတာယွန်းလာအဲ့လိုမျိုးပေါ်တာဆွဲတယ်နော်သူများမအောင်မသားရှိမမရရှိဆွဲချသွားတယ်ပတ်စံပေးနိုင်ပြန်လှုပ်ပေးလိုက်တယ်ပတ်စံမပေးနိုင်စစ်တက်တယ်ထဲပလိုက်တယ်နော်ကိုသားသမီးချင်းကိုချင်းမစားကြဘူးအောက်တန်းသားတွေအမျိုးယုတ်တွေကဲဆိုတော့ဒီဟာကတော့အာအခုစစ်မှုထမ်းပေါ့နော်ပေါ်တာဆွဲကိစ္စနဲ့ပတ်သက်ပြီးတော့ဖိုကုံလောက်နေတဲ့ရုပ်ဖုံးရဲ့အကြောင်း နောက်တစ်ခုကအခုအာတပတ်တစ်ခါဘောနော်မနေ့ကတင်ဆက်တဲ့အာ IFA ကတပတ်တစ်ခါတင်ဆက်အာချိုပြပေးတဲ့ဟာဟာဘာပဲစီစဉ်ဘောနော်အာမွန်တန်တို့တင်ဆက်တာကိုကျွန်တော်တို့ဒီနောက်ထောင်ကြည့်အောင်ဘီလာရုနဲ့ရုရှားနိုင်ငံကိုတမိုင်းဝင်ခီးသွားနေတဲ့ခေါင်းဆောင်ကြီးတယောက်ပြန်လာနေပါပြီ။ဂျိုတိုရဲ့အဖွဲ့တွေလည်းလေစိတ်မှရောက်ရှိနေကြပါပြီ။ကြည့်မြောင်းလန်ကိုအဲ့ဒီဂျိုတိုရဲ့အဖွဲ့တွေကခေါင်းဆောင်ကြီးပြန်လာရင်ဒီလိုဂျိုမဲဆိုပြီးတော့ ူးထက်ငါဘသူပိုကုန်းနိုင်လဲခါကုန်းပြိုင်တဲ့သူကပြိုင်တဲ့ အိုးစီဘုံမောင်းနေတီးပြီးတော့ကြိုတင်လေ့ကျင့်ထားကြတာပါမြန်မာတနိုင်ငံလုံးအတွက်ကောင်းမွန်တဲ့အနာဂတ်ကိုရုရှားနိုင်ငံကနေခေါင်းဆောင်ကြီးတယောက်ယူလာနိုင်ခဲ့ပြီမဟုတ်လားဒီလောက်တော့ကြိုဆိုရမှာပေါ့ဗျာတကယ်တမ်းခေါင်းဆောင်ကြီးရောက်လာတဲ့အချိန်မှာတော့ကြိုဆိုရေးသမားတွေကိုလက်တောင်မပြနိုင်ပါဘူးအရေးပေါ်စေကူတာမှုခံယူဖို့အတွက်ဆေးရုံကိုတန်းပြေးသွားရပါပြီခီးစဉ်တစ်လျှောက်မှအုံလွဲလာတာနဲ့လက်နာလာလို့ပါဇက်ခိုင်အုံလွဲရတဲ့အကြောင်းရင်းက အားလုံးကိုမော့ကြည့်ရလို့ဖြစ်ပြီးတော့လက်နာရတဲ့အကြောင်းရင်းက ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံကအစည်းအဝေးခုံကြီးတွေဟာဖဲသားထိုင်ကုန်ပေါ်ကနေအောက်ကိုရှော့ပြီးပြုတ်မကြရအောင်ဇပွဲကိုလက်နဲ့တွန်းထားရလို့ပါဒီလိုမှတွန်းမထားဘူးဆိုရင်ဇပွဲအောက်ကနေပဲအစည်းအဝေးတက်ရပါလိမ့်မယ်ဒါဟာနိုင်ငံခေါင်းဆောင်တယောက်နေနဲ့မသင့်တော်ပါဘူးခေါင်းဆောင်ကြီးတယောက်ဒီလိုအနာခံပြီးတွာလာခဲ့ရတဲ့ခီးစဉ်မှာအအောင်မြင်ဆုံးရလကတော့အနုမြူဓာတ်ပေါင်းဖို့တလုံးကိုအကျွေးနဲ့ဝဲလာနိုင်ခဲ့တာပါပဲဒီနေ့မှတနအီလောက်ပဲမီးရတယ်မြန်မာပြည်သူပြည်သားတွေအတွက် အမောင်ကိုခွင်းပြီးအလင်းကိုဆောင်ဖို့ခေါင်းဆောင်ကြီးတယောက်လုံနိုင်ခဲ့ပါပြီ။အလှဲ့ကျမိပေးစနစ်မှာညအချိန်မတော်ထမင်းဟင်းထချက်ရတဲ့ဒုက္ခတွေချုပ်ငိမ့်သွားတော့မှာပါ။မကြခင်အာကာသစခန်းကနေပြီးတော့လှမ်းကြည့်လိုက်ရင်မြမပြီကိုပြန်ပြီးမြင်ရတော့မှာပါ။အဲ့ဒီအပြင်လျှက်စစ်ရထားတွေလျှက်စစ်ကားတွေခုံပေါင်းပြီးကောင်းဆောင်ကြီးအင်မတန်ဖြစ်ချင်တဲ့တဘာဝရှုခင်းတွေကိုလှဲ့လေကြီးရှုနိုင်တဲ့မြေအောက်ယထားတွေကိုနေပြီးတော့မှခုံမောင်းနိုင်တော့မှာပါ ဒါကြောင့်ပြည်သူပြည်သားတွေဟာခက်သစ်မီးအိမ်ရှင်ဖြစ်တယ်လဲ ဓာတ်ပေါင်းဖို့ရှင်ကြီးအဖြစ်ခေါင်းဆောင်ကြီးကိုတင်စားခေါ်ဝေါ်နေကြတာပါမြန်မာနိုင်ငံကအနုမြူစွမ်းအင်ကိုပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံ ဖြစ်လာပါပြီနောက်နှစ်ပေါင်း100လောက်ကြာရင်အနုမြူလက်နက်တွေအနုမြူထိပ်ဖူးတွေကိုပိုင်ဆိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်လာတော့မှာပါအဲ့ဒီပေါင်းဖို့ကြီးအကျွေးနဲ့ရလို့ဝယ်လာတာတော့ဟုတ်ပါပြီဘလို့ပြန်ဆက်ကြမလဲဆိုပြီးတော့မေးတော့ခေါင်းဆောင်ကြီးမှာပလန်တွေရှိထားပြီးသားဖြစ်ပါတယ်ဒါကြောင့်တခါတည်းအကျွေးဆက်မဲ့အစည်းအဝေးတွေကိုပါလက်မှတ်ထိုးလာခဲ့ပြီးသား ပါတစ်တေလဲကုံမီပြားတရားစာတတွေထွက်တဲ့နေရာတွေလဲတော်လန်ရေးသမားတွေရဲ့လက်ထဲမှာဆိုတော့ဖြစ်နိုင်ပါမလားလို့မမေးပါနဲ့လူငယ်တရားစာတတွေကမြန်မာပြည်မှာအပေါဆုံးနဲ့အကျွဲဝဆုံးလို့ဖြေရပါလိမ့်မယ် လူငယ်တွေကိုခေါင်းဆောင်ကြီးတယောက်ရုရှားကိုတင်ပို့သွားမှာပါရှေ့တန်းလိုက်မလားရုရှားသွားမလားဆိုရင်ရုရှားပဲသွားကြမှာပါသူတို့တွေကရုရှားကတဆင့်ယူကရိန်းမှာတာဝန်ထမ်းဆောင်ရမှာပါဒါကြောင့်လဲရေရှည်စီမံကိန်းအနေနဲ့ကျောင်းနေမှာရုရှားစာတင်ပို့တခါတည်းရုရှားဆရာတွေပါခေါ်လာခဲ့ပါပြီရုရှားစာတတ်သွားပြီဆိုရင်ရုရှားကိုသွားလို့ရမယ်အပြင်ရုရှားတွေမြန်မာပြည်လာလည်ရင်လဲဘာသာစကားအခက်ခဲမရှိတော့ပါဘူးရုရှားတွေကိုလဲမြန်မာပြည်လာလည်ကြဖို့တခါတည်းခီးသွားတဲ့ဘော ူညီချက်ခေါင်းဆောင်ကြီးကယူလာခဲ့ပါသေးတယ်။ရုရှားခီးသွားတွေလာလေရင်ကုသိုလ်ယူနိုင်ရေးအတွက်နေပြည်တော်ကမာရဝီစရာဖျားကိုလည်းတွားဖူးလို့ရပါသေးတယ်။ဖျားဖူးပြီးတဲ့နောက်မှာတော့စင်ပြူတွေကိုလစ်လာကြည့်ရှုနိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ငလိုက်ဆယ်နဲ့လှေခွင်းတောင်တွေမှာအပန်းဖြေအနားယူလို့ရအောင်ဘောကွင်းတွေစီစဉ်ပေးထားပါတယ်။ရန်ကုန်မှာလဲကျင်းတော့ရွှေဒဂုံဖျားဘိုးတထောင်ဖျား ငါးတက်ကြီး၆တက်ကြီးစတဲ့ကြီးကိုကြီးအဋိဋ္ဌံခီးစဉ်ရှိပါသေးတယ်။ကန်းချီမှာအနားယူမယ်ဆိုရင်တော့စဲအိမ်နန်းကန်းချီနဲ့ညောင်ချောင်းတာရှိပါတယ်။ညဘက်ကကျင်တော့ဟိုင်းကန်းတွေမှာကြိုက်တဲ့မူရစ်ဆေးရှူပြီးကလို့ရအောင်စီစဉ်ထားပါသေးတယ်။ဒါပေမဲ့ညဘက်လက်ရလက်ရလုံရင်တော့ပေါ်တာပါရင်တာဝန်မယူနိုင်ပါဘူး။ခမရတို့နိုင်ငံကဒီလောက်ပဲလဲလို့ရတာလားဗျာဆိုမေးရင်တော့အခြားနေရာတွေကိုလည်းသွားလဲလို့ရပါသေးတယ်။ခီးသွားနေတော့ကားပေါ်တက်လာကြပြီးလူတိုင်းနေနဲ့အကာခံရရင်တော့ကို့ထိုင် နဲ့ကိုပါပဲဒီကြားတဲ့ဂိတ်တဂိတ်မှာပါကဖနဲ့တိုးရင်တော့မျက်နှာဖြူဒလန်းဆိုတာငါတို့မှအသက်တွေအထောက်ထားတွေရှိပြီးသားသူတို့ဖုန်းကိုနောက်ဆုံးပေါ်ဆက်တွေနဲ့နောက်ဆုံးပေါ် software တွေနဲ့စစ်ထားပြီးသားအထောက်ထားတွေအကုန်ရှိတယ်ဆိုပြီးတော့ရုရှားတန်ယုံကကိုယ်တိုင်သွားရွေးရပါလိမ့်မယ်ဒီလိုခီးသွွားလုပ်ငန်းတွေလူတင်ပို့မှုတွေအပြင်ထဝယ်ရှင်နဲ့ဇုံကြီးဖွင့်လှစ်ဖို့စာချုပ်ချုပ်လာခဲ့ပါသေးတယ်။အဲ့ဒီနေရာက တော်လန်ရေးသမားတွေစိုးမိုးနေတာဗျ။ဘလို့လုပ်မလဲဆိုတော့ရုရှားကကိုးပါကိုတိုက်ယူပြီးလုပ်ရမှာပါ။ ထိုင်းနဲ့တွဲလုံးမှာဟိုဘက်ဒီဘက်ကုံသွယ်လို့ရမှာမဟုတ်လားဆိုတော့ဒါကထိုင်းနဲ့ရုရှားရဲ့ကိစ္စပါဒါဆိုနောက်ဆုံးပြအนุယူဓာတ်ပေါင်းပူကြီးအခုလိုတည်လိုက်တော့ခေါင်းဆောင်ကြီးတို့မိသားစုရောင်းနေတဲ့ဆိုလာပြားတွေမရောင်းရမှာမစိုးရိမ်ဘူးလားဆိုမေးတော့ခေါင်းဆောင်ကြီးကတူတူလေးပြောပါတော့တယ်အဲ့ဒါတော့မပူနဲ့တဲ့သူဝယ်လာတဲ့အนุမြူဓာတ်ပေါင်းပူကဒီလောက်ပဲရှိတာဆိုလက်ညှိုးညွန်ပြလိုက်တာကမီးလာချိန်ကိုအစင်သင့်စောင့်မျှော်နေတဲ့လေးလုံးချက်ထမင်းပေါင်းအိုးပါပဲဗျာ ကဲဆိုတော့ဒီဟာကတော့မဟာလာကိုတယောလိုက်တဲ့အာမွန်တန်တို့ရဲ့စီစဉ်ဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောနေပဲအဆုံးသတ်ပါမယ်ကျွန်တော်ဗီဒီယိုလေးကိုမင်းလည်းကြည့်ရှုအပြင်နေကြတူလန်ဗီဒီယိုများအားလုံးကိုလည်းကိုယ့်ရဲ့ကြံမှချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအစီအမံဘူးတွေရှိလို့ရှိရင်လည်းဖွင့်လို့နားလေးကြည့်ပေးကြပါအမနေ့ပြန်မနေ့ခင်းကြမှာပြင်ပြီးတော့တွေ့ကြအောင်မယ်အားလုံးကိုကုနိုင်ပါ